မြန်မာနိုင်ငံရဲ့အနာဂတ်ဘယ်လိုဖြစ်လာမလဲဆိုတာသိချင်းပါသလား။နေဆက်တွေလက်လော့ဆုံရှုံနေရတဲ့မြန်မာစစ်တပ်အခြေအနေမှာထိုင်းအိန္ဒိယတရုတ်တို့ရဲ့တကက်စင်ချေချေလန်ဘာတွေဖြစ်လာနိုင်မလဲဆိုတာကိုကျွန်တော်ဒီမှာအဖြေရှာပြီးတော့သုံးသပ်ကြည့်အောင်ပါ။လေးနှစ်တာကာလအတွင်းမှာမြန်မာနိုင်ငံရေးမုန်တိုင်းထန်ခဲ့ပါလေ။နေဆက်တေတောက်တွေမှာပြည်သူခုခံတော်လှန်မှုတွေဟာတော်ပြီလို့စက်တိုက်စက်တိုက်တောင်းလောင်ခဲ့ပြီး ဗဟုအစိုးရရဲ့လက်အောက်ကနေလွန်မြောက်နေမိတွေအဖြစ်နဲ့လောက်ရှိလာခဲ့ပါတယ်။လက်သမားတယောက်ဟာသူ့လက်ကိုပြန်ဆိုင်ပြိုးဖို့ကြိုးစားနေတဲ့ပုံစံပါပဲ။အခက်ခဲပေါင်းများစွာကြာကနောက်ဆုံးမှာတော့အသီးနှံတွေရိတ်သိမ်းနိုင်တော့မယ့်အခြေအနေပါ။အခုဆိုရင်အဓိကကစားသမားကြီး၃ဦးအကြောင်းကိုဆက်ပြီးတော့ကျွန်တော်ပြောပြချင်းပါတယ်။ထိုင်း၊အိန္ဒိယ၊တရုတ် ထိုင်းနိုင်ငံဟာမြန်မာနိုင်ငံနဲ့ရှေ့လျားဆုံးနဲ့နှမိတ်ချင်းထိဆက်နေတဲ့အတွက်မြန်မာအရေးရဲ့နောက်ဆက်တွဲကရေရိုက်ခတ်မှုတွေကိုအများဆုံးခံစားခဲ့ရတဲ့နိုင်ငံတစ်ခုပါလူပေါင်းတန်းတဲ့ချီပြီးထိုင်းနိုင်ငံထက်ကိုဒုက္ခသက်တွေဖြစ်ရောက်ရှိသွားခဲ့တယ်လို့နေဇတ်ဒေသတွေမှာလည်းမူရစေဝါနဲ့လူကုန်ကူးမှုတွေကပင်လယ်လိုင်းလိုပဲတဖြည်းဖြည်းတိုးမြင့်လာခဲ့တာဖြစ်ပါတယ်ဒါကြောင့်ထိုင်းအစိုးရအသိရဲ့နေပြည်တော်မှာပဲ ဒီပြဿနာကိုရှင်းလို့မရဘူးဆိုတဲ့အတွေ့အမြင်ဟာသူတို့ရဲ့အမျိုးသားအကျိုးစီးပွားကိုသာအဓိကထားတဲ့ real politics လက်တွေ့ကြတဲ့ဟာတာတစ်ခုရဲ့အကောင်းဆုံးဖော်ပြတဲ့သက်သေပါရေကြီးနှိမ့်မြုပ်နေတဲ့အိမ်ကြီးချင်းကိုကူညီကတင်တာဟာကိုယ့်အိမ်ကိုရေဘေးအန္တရာယ်ကနေကာကွယ်တာနဲ့အတူတူပါပဲအိန္ဒိယနိုင်ငံကတော့အရှိမျောက်ဝါဒအရှိနဲ့ဆက်ဆက်ရေးမှုဝါဒလို့ပြောလို့ရပါတယ် အဲ့အတွက်အိမ်ဒီချင်းကပထမဆိုတဲ့လပ်ပတဲ့စကလုံးတွေကိုအမြဲတမ်းပြောဆိုနေလေရှိပါတယ်။ဒါပေမဲ့လည်းလက်တွေ့မှာတော့အတိုက်ခတ်အင်အားစုတွေရဲ့ဓာတ်ရိုက်ထိတွေ့ဆက်ဆံတာမျိုးမတွေ့ရသေးပါဘူး။ရခိုင်ပြည်နယ်မှာ AAS စီရေးရအောင်မြင်မှုတွေတိုးတက်အခြေအနေကောင်းလာပြီးတဲ့နောက်မှာသူတို့ရဲ့မြောက်တဲ့ဆက်ဆံရေးဆိုတဲ့ပုံစံအစ်တစ်ခုပေါ်ထွက်လာခဲ့ပါတယ်။အဲ့ဒါက Federal ဆွေးနွေးပွဲဆိုတာတွေကို ဖိတ်ကြားတာတွေ UNG ကေတုစီတို့ကိုတိတ်တဆိတ်တွေးဆဆွေးနွေးတာတွေဟာမဟာဗျူဟာမြမရေရာမှုတွေရဲ့အကောင်းဆုံးသရုပ်ဖော်ပြချက်တစ်ခုပါပဲဒီတော့လမ်းခွဲရောက်နေတဲ့တငယ်ချင်းတယောက်ကိုဘသူ့ကိုကူညီရမလဲဆိုတာမဆုံးဖြတ်နိုင်တဲ့အခြေအနေဖြစ်နေပါလေလက်တွဲဖြုတ်မဲ့တငယ်ချင်းကိုစောင့်ကြည့်နေရတဲ့အင်းနီနာချင်းမိတ်ဆွေတယောက်နဲ့တူပါတယ်တရုတ်နိုင်ငံကတော့အစပိုင်းမှာတိတ်ဆိတ်ငြိမ်သက်နေခဲ့ပေမဲ့2020 ကုလအစုတ်ဖြတ်ချက်သဘောတူခဲ့တာကို ကြည့်ရင်စစ်အာဏာသိမ်းမှုကိုတိတ်ပြီးတော့သဘောမကျဘူးဆိုတာကိုတော့သိနိုင်ပါတယ်။မြန်မာနိုင်ငံမှာတည်ငြိမ်အခြေအနေအခြေအနေတစ်ခုကိုတရုတ်လည်းလိုလားတောင်းတနေပါတယ်။ယူကောက်ပွဲတွေပြုလုပ်ပြီး အရာသာအစိုးရကိုအာဏာပြန်လွှဲပေးစေချင်တဲ့ပုံတွေ့ရပါတယ်။အဲ့ဒါဟာလည်းသူတို့ရဲ့ရက်ဝန်းနဲ့ပိုလန်မစီမံကိန်းအတွက်မြန်မာနိုင်ငံရဲ့တည်ငြိမ်မှုဟာမရှိမဖြစ်အရေးပါလို့အဲ့ဒါအတွက်ရည်ရွယ်တာဖြစ်ပေါ်ရပါတယ်။ တရုတ်နိုင်ငံရဲ့ဩဇာအရှိတ်အဝါကြောင့်ရှမ်းပြည်နယ်မြောက်ပိုင်းမှာအပြစ်ခတ်ရဆက်ရေးဆွေးနွေးပွဲတွေစတိုက်စတိုက်ဖြစ်ပေါ်လာခဲ့ပြီးရွေးကောက်ပွဲပြုလုပ်မယ်ဆိုတဲ့ဂတိကဝတ်ကိုတောင်မှရရှိခဲ့ပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံရဲ့ဖိအားပေးမှုဟာအတိုင်းအတာတစ်ခုထိသာအကျိုးတရားမှုရှိနိုင်ပါတယ်။ဆရာတယောက်ကအကြောင်းသားကိုစာချက်ခိုင်းပေမဲ့အကြောင်းသားကစာချက်ချင်မှကျက်မှပဲဆိုတဲ့စကားပုံနဲ့အလားတူတယ်လဲတူပါတယ်။ ဒါဆိုရင်ဘယ်လိုအခြေအနေတွေဆက်ပြီးတော့ဖြစ်ပေါ်လာနိုင်တယ်လဲပထမဦးဆုံးအောင်မြင်မှုဖက်ကနေကြည့်အောင်ထိုင်းနိုင်ငံရဲ့ကြားဖြတ်ဝင်ကဘာပါဝင်မှုအိန္ဒိယရဲ့အရှိမောဝါဒနဲ့မြတ်တာတဲ့ဆက်ဆံရေးကိုပုံဖော်မှုတရုတ်နိုင်ငံရဲ့ဖိအားပေးမှုတွေကြောင့်စစ်ကောင်စီဟာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့တွဲဆုပ်ဆွေးနွေးရတဲ့အခြေအနေကိုရောက်သွားပြီးတော့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်နိုင်မယ်ဆိုရင်တော့မြန်မာနိုင်ငံဟာတည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတဲ့နိုင်ငံတစ်ခုအဖြစ်ရပ်တည်နိုင်မှာဖြစ်ပါလေ။ဒါပေမဲ့ဒါမြင်မှသိချတဲ့အခြေအနေမဟုတ်ပါဘူး။အကြက်တက်ဖက်ကကြည့်ရင်တော့ဘက်ထက်ကမှအလျှော့ပေးဖို့စံထားမရှိဘူးဆိုရင်လက်ရှိအခြေအနေတိုင်းဆက်လက်တည်ရှိနေပြီးစစ်တပ်ကအာဏာကိုဆုပ်ကိုက်ထားပြီးတိုင်းဒေသတွေကလည်းသူတို့လူလာတောက်တာတဲ့အခွင့်အရေးတွေမရမချင်းလက်နဲ့ကြိုက်ပြီးတော့တော်လန်မှုကိုပဲဆက်ပြီးတော့လုပ်နေမှာပါအိန္ဒိယနိုင်ငံတွေကသူတို့ရဲ့ ိုဂျိုးစီပွားကိုသာအဓိကထားပြီးကြီးစုနေကြမှာပါပဲမြန်မာနိုင်ငံဟာဆက်လက်ပြီးမတည်မငြိမ်ဖြစ်နေပြီးပြည်သူတွေဟာလည်းအတိုင်းအဆမရှိဒုက္ခဝေဒနာတွေကို ခံစားနေရမှာပါအဆိုးဆုံးအခြေအနေတွေတွေ့ကြည့်ပါအခြေအနေတွေဒီတက်မကဆိုးရွားလာနိုင်ပါတယ်ခုငလျင်လောက်တဲ့အခြေအနေတွေအားဒီဆပြီးတော့တိုင်းရဲသားလက်နက်ကိုင်ဖွဲ့တွေအဲ့ဒီကြေမှာစစ်တပ်ကိုပုံမပြင်းထန်စွာတိုက်ခိုက်လာနိုင်တယ်လို့စစ်တပ်ကလည်းပြည်သူတွေကို ပို့ပြီးတော့ရက်ဆက်သွားဖိနှိပ်လာနိုင်ပါတယ်။အင်းနီရှင်းနိုင်ငံတွေကလည်းပုံမူတက်ရိုက်ပါဝင်လာနိုင်ပြီးတော့ဒုက္ခသက်တွေနေဆက်ကိုပုံမူပြီးတော့ထွက်ပြေးဝင်ရောက်လာနိုင်ပါတယ်။နေဆက်တိသားတွေမှာတိုက်ပွဲတွေဟာပုံမူပြင်းထန်လာတဲ့အခြေအနေရောက်လာပြီးမြန်မာနိုင်ငံနေဆက်ဒေတာရုပ်ကံမှုကနေပြိုကွဲသွားနိုင်ပြီးတော့ဒေတာတွေမတိမငိအခြေအနေဖြစ်နိုင်ပါတယ်။ ီးတော့အဲ့ဒီဂျားထဲမှာမှာအနာဂတ်အခြေအနေကိုစနစ်တကျတရုတ်ဘက်ခန့်မှန်းကြည့်မယ်ဆိုရင်ဖြစ်နိုင်ခြေနှစ်ခုတွေ့ရပါတယ်ပရမကပုံမှန်ဖြစ်နိုင်ခြေလို့ပြောလို့ရပါတယ်အဲ့ဒါကစစ်တပ်ကဖီအားတွေကြောင့်ရွေးကောက်ပွဲကိုကျင်းပကောင်းကျင်းပပေးနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီရွေးကောက်ပွဲဟာဘယ်လိုနည်းနဲ့မှလွတ်လပ်တရားမျှတမှုမရှိဘူးဆိုတာသိချပါတယ်ပြပနိုင်ငံတွေပါဝင်လာမှတရားမျှတမှုရှိမရှိဆိုတာလည်းမသိချပါဘူးသူတို့အတွက် ြည်သူအလုံးပါဝင်ခွင့်ရမရဆိုတော့လည်းတန်တရာပြီးပါပဲရွေးကောက်ပွဲပြီးမှပေါ်ပေါလာမယ့်အစိုးရဟာစစ်တပ်ရဲ့ဩဇာခံအစိုးရဖြစ်လာနိုင်ပါတယ်မြန်မာနိုင်ငံဟာဒီမိုကရေစီလမ်းကြောင်းပေါ်ကိုရောက်ရှိဖို့အင်မတန်ခက်ခဲပါလိမ့်မယ်ဒီတော့ဖြစ်နိုင်တဲ့နောက်တစ်ခုကတော့တိုင်းသားလက်နက်ကိုက်ဖွဲ့တွေစစ်တပ်ကိုအနိုင်ရသွားနိုင်ပါတယ်ဒါမှမဟုတ်စစ်တပ်အတွင်းမှာပဲဖီဆန်ပြီးအာဏာပြောင်းလဲတွေဖြစ်ပေါ်လာနိုင်တယ်။ခြေနေကတော့အားနေပါလေ မြန်မာနိုင်ငံဟာတကယ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအဖြစ်ပြောင်းလဲသွားနိုင်တယ်ဆိုတာကတော့အခက်အခဲဆုံးအိမ်မက်ဒါပေမဲ့အဲ့ဒီလိုအခြေအနေမျိုးကိုရရှိဖို့အတွက်တကယ်သာလုပ်မယ်ဆိုရင်လည်းကျုပ်ရမကပုံမူကြမ်းတမ်းတဲ့အကြမ်းဖက်မှုတွေတွေးထွက်တန်ယုံမှုတွေနဲ့မမျှော်မှန်းနိုင်တဲ့ပြဿနာတွေဒုက္ခတွေအခက်အခဲတွေအများပြားနဲ့ရင်ဆိုင်ရနိုင်ပါတယ်ဒါဆိုရင်စိတ်ဝင်စားစရာကောင်းတဲ့မိကုံးလေးဆက်မိကြည့်ရအောင် မြမရေးမှာအိမ်နီးချင်းတွေရောဘယ်ခန်းကန်သားထိပါဝင်ပတ်သက်ပြီးတော့အရေးပါလဲဥပမာအဖြစ်ထိုင်းနိုင်ငံရဲ့ဂျောင်းဝင်ဆောက်ရွက်မှုကိုဘယ်သူတွေလက်ခံကြမလဲအိမ်နီးချင်းနိုင်ငံတွေရဲ့ပါဝင်ပတ်သက်မှုကရောအရေးကြီးပေမဲ့သူတို့ရဲ့အဓိကပန်းတိုင်ကတော့သူတို့အကျိုးစီးပွားဆိုတာကျွန်တော်အားလုံးသိပြီသားဒါကြောင့်သူတို့ရဲ့စေတနာကိုမြေရန်တန်တရားနဲ့စောင့်ကြည့်ဖို့လိုအပ်ပါတယ်တိုင်းရင်တော်လက်နက်ကိုက်ဖွဲ့စည်းရဲ့အနာဂတ်ဘယ်လိုဖြစ်လာနိုင်တယ်လဲဆိုရင်တော့ ဥပမာသူတို့ကစစ်တပ်ကိုအပြတ်တအနိုင်ရသွားနိုင်မလားဆိုတဲ့မေခေါ်မျိုးပေါ့ဗျာဒါမှမဟုတ်နိုင်ငံရေးစပွဲကိုအစိုးရတက်ပြီးတော့ညီနိုင်အဖြစ်ရှာကြမှာလားတိုင်းရင်းသားတွေကအခုချိန်မှာစစ်ရေးအရအင်အားကောင်းလာတာတော့မှန်ပါတယ်ဒါပေမဲ့အဓိက ပြဿနာကသူတို့ရဲ့နိုင်ငံရေးရည်မှန်းချက်တွေကတူညီကြတာမဟုတ်ပါဘူးတချို့ကကိုယ်ပိုင်အုပ်ချုပ်ရေးကိုလိုလားတလို့တချို့ကဖက်ဒရယ်ပြည်ထောင်စုကိုလိုလားကြပါတယ် ဒါကြောင့်တို့အလုံးညီညွတ်ညွတ်နဲ့ပူပေါင်းဆောင်ရွက်ဖို့ဆိုတာမလွယ်ကူပါဘူး။တောင်ပေါ်ဒေသကတိုင်းရင်းသားတွေကတို့ရဲ့ရှေးရိုးရိုးရဒလေးတွေကိုပုံပြီးအလေးထားကြသလိုမိဘဒေသကတိုင်းရင်းသားတွေကရလာမဲ့စီးပွားရေးအခွင့်အလမ်းကိုပုံပြီးအာရုံစိုက်ကြပါတယ်။အထူးကကြတဲ့ပြည်သူတွေရဲ့အခမ်းအနားမြန်မာနိုင်ငံရေးမှာဘယ်လိုဖြစ်လာမလဲ။ဘယ်လိုဖြစ်တင်လဲ။သိချစဉ်းစားကြည့်ပါ။ရွေးကောက်ပွဲကိုပြည်သူတွေကဘယ်လိုသဘောထားပြီးတော့လက်ခံပေးတင်တယ်လဲ။လက်မခံပေးတင်တယ်လဲ။ ဘယ်လိုတွန်းလှန်မလဲတိချောင်းတိရမကပြည်သူတွေရဲ့ပတ်ဝန်းမှုဟာဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်အင်မတန်အရေးကြီးပါတယ်ရွေးကောက်ပွဲဟာဒီမိုကရေစီကိုတွားရလမ်းမှာခြေလှမ်းတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပေမဲ့တခုတည်းသောနိလန်းအဖြေတော့မဟုတ်ပါဘူးပြည်သူတွေဟာသူတို့ရဲ့အတန်ကိုနိလန်းမျိုးစုံနဲ့ထော်ထုတ်နေဖို့တော့မဖြစ်မနေလို့အပ်ပါတယ်ပြီးတော့ချုပ်ပြီးတော့ပြောရမယ်ဆိုရင်အဓိကအကောင် တိုင်းရင်းသားတွေရဲ့ပတ်ဝန်းပတ်သက်မှုအခြေအနေဘလောက်ပဲဖြစ်နေပါစေပြည်ပနိုင်ငံတွေရဲ့အခြေအနေဘလောက်ပဲလွန်မှုနေပါစေကျွန်တော်တို့ဟာပြည်သူတွေတယောက်ချင်းစီတဦးချင်းစီရဲ့အပဝင်ပတ်သက်မှုအားဘလောက်ထိ ကောင်းတဲ့မကောင်းဘူးလဲဆိုတဲ့ပုံမှာဗမာပြည်သူတွေဟာမြန်မာပြည်သူတွေဟာ သူတို့ရဲ့အနာဂတ်အတွက်ဆက်လက်ပြီးတိုက်ပွဲဝင်နေရမှာပဲဖြစ်ပါလေဆိုတော့ကျွန်တော်တင်ပြချင်ပါတယ်ဒီသူတင်ပါတယ်